အလုံးမိုင်းမင်္ဂလာပါဗျာကုတခါမှာတော့ KTV ကမိကလေးလေးယောက်ကကားငါးစီးရင်ကားဆရာကို KB 3တိခဏခြေပါဆိုပြီးတော့လင်းလေခြေဆောင်ပြော့ပြတ်လာတယ်အခုတယောက်ရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးတိအောင်တင်ပြပေးလိုက်ပါတယ်ဗျာအလုံးလေးဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအလုံးလေးမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာဘာလဲဆိုတော့ မနေ့ကဖုန်းဆက်လာတယ်ဗျကျွန်တော်ကမလေးကမလေးတန်နဲ့နောက်ကရင်တစ်ထိမပုံစံဖမ်းပြီးမှအကွေရဲ့ကျွန်မနောက်ကရင်ပါတဲ့အမလာရှုမှာကမလေးလေးယောက်ရှိတယ်တဲ့သူကအာ KTV မှာလောက်တာပေါ့နော် KTV မှာလောက်တာအဲ့အိမ်မှာသူတို့လောက်ရအဆင်ပြေလို့တဲ့ကျွန်မတို့ပြန်လာတယ်ပြောလို့မဟုတ်တဲ့သူတို့ကိုခေါ်ပြီးမှလောက်ကရင်ပို့ပေးလို့ရမလားအာရတာပေါ့လို့အဲ့ဆိုတော့ပြောလိုက်တဲ့ခါကျတော့အဲ့ဆိုတော့ဖုန်းနံပါတ်ပေးလိုက်မယ်ဆို message ပို့လာတယ်ကျွန်တော်လည်း message ကို message ပို့လာတယ်ပို့ကျွန်တော်ခေါ်လိုက် ခဏနေမှာကျွန်တော်နံပါတ်လေးတွေဖုန်းနံပါတ်လေးတွေမှတ်ထားတယ်အဲ့ဒီရဲ့လူလိန်ကြီးရဲ့လူလိန်ကြီးရဲ့ဖုန်းနံပါတ်လေးကျွန်တော်မှတ်ထားတယ်ကျွန်တော်ခဏနေမှာခြားပြပေးမယ်အဲ့တော့ဘယ်လိုလဲဆိုတော့အဲ့လာနေကျွန်တော်ဖုန်းဆက်လိုက်ရော wallet ခတိတိုင်တိုင်တဲ့အခါကျတော့အေးညီမလေးလို့တို့လိုပဲမင်းတို့လောက်ကဲတထင်းမလို့တော့ပြောတယ်လို့အေးမင်းတို့အဲ့မှာသွားမှာလို့ပြောလို့လေးယောက်ရှိရဲဆိုတော့ဘူလာခေါ်မလို့လို့အချိန်အဖင်းကနာနာပဲ3နိုင်လောက်တော့ရှိပြီထင်တယ်အဲ့အချိန်နောက်ဆိုတော့ဒါလောက်ကဲတက်လို့ရတယ်အဲ့ဒါနေချက်ချင်းတက်ပြီမှာလို့ကျတော့ဟုတ်တယ်ကိုယ်လေကျမတို့လေအဲရှိတယ်လေဒီမှာလေလုံးဝထွက်လို့မရဘူးတဲ့ စိုက်ငွေပေါ့အန်းငွေပေါ့သူတို့အကျိုးထုတ်ထားလာပါလားလို့မသိဘူးအာပစံနဲ့ကိုယ်ကစိုက်ငွေပါလားတဲ့စိုက်ငွေကတော့အများကြီးတော့ကိုယ်ကစိုက်ခေါ်ပြီးတော့မရဘူးလို့တကယ်တမ်းဆိုရင်ကျွန်တော်တို့ကစိုက်ပြီးတဲ့အချင်းမရှိပါဘူးဒါပေမဲ့အော်တို့တို့လည်းတကယ်အခက်အခဲဖြစ်နေရပေါ့နော်စိတ်ရင်းမှလည်းကိုကထင်ထားပြီးမှကတိဖြစ်နေရှာလာပဲဆိုမှအဲဆိုဘလောက်လဲလို့စိုက်ငွေပြောတဲ့ခါကျစိုက်ငွေ3သိန်းပါတဲ့ Okay အဲ့တော့တော့ကိုစိုက်ခေါ်တော့ပြင်မယ်အဲသူတို့ကျွန်တော်ကစ်ပုံကသူတို့အဲ့ဒီရဲ့ KTV မှာကျွန်တော်ဒီစိုက်ငွေကို3သိန်းပေးလိုက်ပေးပြီးတော့ရင်ဒီကောင်မလေးလေးယောက်ကိုကျွန်တော်ခေါ်လာမယ်ကားကားကိုဟိုရောက်မှ ဲသူတို့တထေးလို့ပြောတဲ့ကောင်မလေးပေါ့နော်ကောင်မလေးတံပါပဲလူကြီးတံလုတ်ပြောနော်ကျွန်တော်တို့သိတာပေါ့အတန်နားထောင်တာလည်းတော့တော့ခေါင်းလို့ရတယ်လေအဲကြတော့အဲ့ဒီရောက်မှသူကကကရှင်းပြမယ်ပြီးစိုက်ငွေတွေလည်းသူကရှင်းပြမယ်โอเคဆိုကျွန်တော်သွားလိုက်တာ KTV နံပါတ်တော့ထည့်မပြောတော့ပါဘူးအဲကျွန်တော် KTV ရောက်ရောကျွန်တော်ဖုန်းဆက်တဲ့ခါကျကျွန်မလေးအခုရှင်းမှာရောက်နေပြီဆိုအခုလည်းကျမတို့ကလည်းထွက်လာလို့မရဘူးတဲ့အဲကြတော့သွားတဲ့အခုတဲ့ဟိုပတ်စံ၅လမ်းမှာဂျာကျမတို့မှတ်ပုံနေနေလဲတိန်းထားတယ်ပေါ့လေကျွန်တော်တို့ခန်းထဲမှာပိတ်လောင်ထားတယ်လည်းဘယ်မှပြေးမထွက်ဘူးတဲ့ အဲ့တော့အကိုကလည်းကျေးဇူးပြုရတဲ့တစ်ခါတော့ထပ်ကူညီပေးပါတဲ့။ပါလဲလို့ပြောတဲ့ခါကျတော့ကျမတို့ကလည်း KB ဖုန်းနံပါတ်ပေးမယ်။အဲ့ KB ကိုလည်းအဲအဲပတ်စံ၃သိန်းကိုလွှဲပေးလိုက်ပေါ့နော်။အဲ့ဒါမှကျမတို့ကလည်းအထက်ထဲမှာပုံနေနေယူမှာကျမထပ်လာပဲရပါမှာတဲ့။အဲ့ကျတော့ကျွန်တော်တို့ထဲမှာ KB ကရှိပါတယ်။ KB ကအဲထည့်ထားတယ်ကျွန်တော်အရေးအကြောင်းသုံးလို့ပါညာပေါ့နော်။အဲ့လိုမျိုးဆိုတော့ကျွန်တော်အဲ့ဒါနဲ့အဲ့လိုပြောတဲ့ခါကျတော့စိတ်ထဲမှာတစ်ချက်ထင်သွား။ကျွန်တော် PDV ရှေ့ရောက်နေတယ်။တကယ်ဆိုရင်ကျွန်တော်ပြောချင်တာကတော့၄ရောက်အဲကျွန်တော်လည်းကြိုးစင်းကြောင်ပြောညီမလေးရေးလို့အခုပြောပြမယ်လို့ ဆိုင်ရှိလေရောက်နေပြီလို့ KB တွေပဲထည့်ကြမလို့လေလို့ညီမတို့၄ယောက်ရှိရမလားမှတ်ပုံနဲ့လည်းသိနေတာတယောက်ကတော့ဘယ်လိုပဲထွက်လို့ရပါလေလို့ထွက်ခက်လိုက်ပါလို့ထွက်ခက်ပြီးဆိုအကူကတိုင်လိုက်ဖြစ်ရှင်းပေးမယ်ထွက်လာလိုက်ထွက်လာပြီးဆိုတော့ဒီပတ်စံနဲ့ညီမတို့ပေးရမယ့်အကြာကြီးလာပြီလားအဲ့ဒီတာဝန်ခံတယောက်ကို KB ညီမတို့မှတ်ပုံနဲ့ပြောချက်ချင်းဖတ်မယ်လို့ပြောတဲ့ခါကျမရဘူးတဲ့ဘယ်လိုမှပြင်ထွက်လို့မရဘူးတဲ့ KB ပဲတင်းလွယ်ခိုင်းရင်မဟုတ်တော့လို့အဲကြအဲ့လိုမူသူနဲ့ကျွန်တော်နဲ့ KTV ရှင်းမှာကျွန်တော်ကဒီကားပေါ်မှာပဲနေနေကျွန်တော်ဖုံးဆက်ပြောနေတဲ့အချိန်မှာအဲ KTV ရဲ့ကောင်မလေးတွေအရှုပ်ရှုပ်ရှုပ်ထွက်လာကြတာအဲကျွန်တော်လည်းပြောလိုက်ညီမရေလို့ ဒီမှာလို့ပြည်ဒီပြဝင်နှန်းနေတော့မှသူတို့ဘာမလေးတော့ပြင်ထွက်စည်းတွေပဲဝင်ကြတာပဲလို့ကျွန်တော်တို့တယောက်ကတော့ထွက်လို့ရမှာပါမရဘူးတဲ့ကျွန်တော်တို့ပတ်စံပေးရင်လုံးဝကိုပြင်မထွက်ပြင်မထွက်ဘူးပြောလို့တဲ့အဲ့ဒါကျွန်တော်လည်းအဲ့ဒါတစ်ခုတော့တစ်ခုပဲဆိုစိတ်ထဲမှာတည်နေပြီဒါပေမဲ့ဩအရာရာကိုအစိုးမြင်ွားတွေကျွန်တော်ကမရှိဘူးအစိုးမြင်ွားတွေနဲ့တွေးလေတွေးထားမရှိဘူးအကောင်းသောဘက်ကိုတွေးတယ်ပြီးမှဖြစ်နိုင်ချေကျွန်တော်ကစဉ်းစားသုံးသပ်တယ် အဲ့ဒါနေကျွန်တော်အဲ့လိုပြောတဲ့ခါကျတော့လုံးဝဒါပဲဆိုအဆင်တော့အဆင်ပြေဘူးလို့ပြန်နေပြောဆိုဒီနားမှာလည်းဟိုနင်တို့ KTV ကလည်းကြောင်ကြတယ်ဒီနားမှာလည်းဘာဈေးဆိုင်မှမရှိဘူးပဲတင်ပြမှလည်းဟိုပြောတော့လို့မရဘူးဘောနော်ဟိုပြီးဟိုပြီးအဆင်နဲ့ညီမတထေးဖုန်းပြန်ဆက်လိုက်ပါဦးကျွန်တော်ဟိုလက်ဆက်လိုက်တဲ့ခါကျတော့အဲသူရဲ့တထေးဆိုတဲ့လောက်ကိုင်းမှာရှိပါတယ်ဆိုတဲ့ကောင်မလေးကကျွန်တော်ဖုန်းကင်ရော အကိုလည်းဟုတ်တယ်သူအဲ့လိုလိုခက်ခဲဖြစ်နေတာအဲ့တော့အကို KB လေးနဲ့ကျေးဇူးပြုရတဲ့အပြင်ထွက်ပြီးမှသွားလဲပြလို့ရလားတဲ့ညီမကတော့အကိုပြောပြမယ်ကိုလိုရဲ့လုပ်ငန်းသဘောတဘာဝအရာဆိုရင်ခီးတယ်ပြောကအဲ့လိုမလိုက်တော့မယ်ဆိုညီမအဝေးရနေဆိုရင်အကိုရေမိုးဆုံးဆင်ရံတော်လကောင်းတဝက်တော်လကောင်းပေးချီပြီးမှအကိုတို့ကခေါ်သွားလေးရှိတယ်လို့ဒါပေမဲ့အကိုတို့ကဆင်ရံယူရင်တစ်ဖက်လူကလည်းအမျိုးမျိုးမြင်တတ်တာဒီလူကလိန်မလားဘာညာဖြစ်တတ်တဲ့အတွက်ကအကိုလုပ်ငန်းနဲ့ပတ်သက်ရင်ကိုကဆင်ရံမယူဘူးလို့တေချာပြီးမိမိဘက်ကတော့လိုက်မယ်လားတေချာပြီးအကိုကဆင်ရံမယူဘူးလို့အဲ့တော့ညီမပြောရလဲဟိုရောက်မှလောက်ကရောက်မှပဲ ပတ်စံကရှင်းပြီးမယ်ဆိုတော့အဲ့ဒါလည်းလက်ခံပြီးတယ်ရုံကြီးကြီးနဲ့ကိုလက်ခံပြီးတယ်ပြီးရင်ပတ်စံနဲ့စိုက်ပြီးပါဆိုလို့အခုကိုငွေသားယူလာခဲ့ပြီငွေသားနဲ့စိုက်ပြီးပဲဒါပေမဲ့ကီးပြီးပို့တော့ဘယ်လို့မှမဖြစ်နိုင်ဘူးလို့အဲ့ဒါကျွန်တော်ပြောတဲ့ခါကျတော့အားလည်းစိုက်ပြီးလိုက်ပါတယ်ညီမစိတ်ချတယ်ရောပတ်စံဆင်းရှင်းရှင်းပြီးမယ်အဲ့ကီးပြီးပို့တော့တို့မှအခက်အခဲဖြစ်နေလို့ဘုမထွက်လို့မရလို့အဲ့ကောင်မလေး၄ယောက်ကလည်းတဲ့တို့ကရင်တော့လောက်တိုင်းမှာလှုပ်ဖူးတယ်တဲ့ရှမ်းမလေးတွေတဲ့အဲ့အဲ့လိုပြောတာပြောတဲ့ခါကျတော့ ဟုတ်ပြီအမကြီးကျွန်တော်တတ်နိုင်တာတစ်ခုပဲကူညီနိုင်တယ်အဲ့ကြောင့်အမအဲ့ဒီကောင်မလေးကိုဖုန်းဆက်လိုက်ညီမတို့တွေကတယောက်ကမဟုတ်တယောက်ထွက်လို့ရတယ်ထွက်လို့ရရင်အကားဆရာ activity ရှင်းမှာရောက်နေတယ်အမပတ်ဆံပတ်ထုတ်အမတို့ဘက်ကတကယ်မှန်ကန်နေဆိုရင်ကျွန်တော်အဲ့တော့ကုညီပေးမယ်ကျွန်တော်ကီပေးတော့လုံးဝလင်းမပေးနိုင်ဘူး။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကားသမားတွေကအယူပဲဟုတ်တယ် ဟိုဒီလိုမျိုးကြိုလွယ်ပြပြီးဆိုရင်ကျွန်တော်ပွင့်လင်းပြောတယ်အမားတို့လည်းကျွန်တော်မသိဘူးအဖုံတွေကနေပဲအမားတို့ကကျွန်တော်ကိုဟိုယုံကြည်မှုတစ်ခုနဲ့ကျွန်တော်ကိုဆက်တွေ့လာတယ်အဲ့တော့ကျွန်တော်ယုံကြည်မှုတစ်ခုကိုလက်ခံပေးတယ်ဒါပေမဲ့ကျွန်တော်ဘက်ကနေတော့စလို့တော့ပတ်စံတော့လွဲပြီးလို့ဖြစ်ဖို့ပေါ့အဲ့တော့အမားတို့အဆင်ပြေမှလိုက်အဆင်ပြေဆိုရင်ကျွန်တော်ကိုပြန်တော့မယ်တကားချင်းကုန်တယ်တိတာပေါ့ကြာကြာပြောရင်ဆိုအလိန်မြက်ပေါ်တယ်လေလိန်လယ်မှုဆိုတာဘလောက်ပဲပြောပြောရင်ပြောရင်နဲ့ရှေ့စကားနောက်စကားမညီညွတ်တော့အဲမှာဖြစ်ရသူပြောတဲ့စကားထဲမှာဖြစ်ပေါ်လာတယ်ဒါဆိုကြာပြန်လဲသူတို့တွေချင်းချင်းကလပ်ခံထွေးမှကျွန်တော်ဆက်နေတာပေါ့အဲကျွန်တော်သဘောပေါက်လိုက်ပါတယ် ကြာပြန်ဆိုရလဲကျွန်တော်တို့ကတင်ဘူးသွားဘူးထိတွေ့ဘူးနေရဆိုကျွန်တော်တို့သိတာပေါ့အခုဆိုပို့ဆိုးတယ်အမျိုးမျိုးလိန်လိန်ကြီးပေါင်းစုံလိန်ကြီးပေါင်းချုပ်တွေတို့ကလုံးဝကြမ်းကျင်နေရအဲ့ပုံစံနဲ့လိန်တဲ့ခါကျတော့ကျွန်တော်ကလည်းဟိုမဟုတ်မှန်နဲ့တိတ်မဆွဆွဲကျင်တဲ့ခါကျတော့တကယ်လို့တကယ်ခီးတယ်လည်းဖြစ်ချင်တယ်ဖြစ်ကောင်းဖြစ်မယ်ဒါမှမဟုတ်လိန်တဲ့သူလည်းဖြစ်ကောင်းဖြစ်မယ်အဲ့အတွက်ကျွန်တော်ကမောမောမောမတုံ့ပြန်လိုက်ဘူးကောင်းကောင်းလေးလည်းပြောလိုက်တယ်တချက်လေးပဲကျွန်တော်ပြောလိုက်တယ်ဟုတ်ပြီအဆိုညီမတို့မလိုက်ဖြစ်ဘူးလားအဆိုရင်အကိုညီမတို့တဲ့အဆိုရင်နောက်နေမှာပဲပတ်စံကလုပ်ပြီးမှာပဲတဲ့အကိုဖုံးပြန်ဆက်လေโอเคရပါတယ်အဆိုရင်တော့လို့ကျွန်တော်ကိုဒီလာတဲ့အတွက်တော့ကျွန်တော်ကို မတို့ပြောထားတယ်အဲသူတို့မ live ဖြစ်တော့လောက်အောင် live ဖြစ်တော့လောက်အောင်ကျမကိုဟိုဟိုဘာလို့ပေးပေးပါဒါလေးလုပ်ပေးပါတကယ်လို့ဝင်ဖြစ်တယ်ဆိုကျမ site ပေးပါမယ်ဆိုတဲ့အတွက်အဲ့ဆိုရင်အခုကိုကျွန်တော်တိကျင်လို့ဒီနေ့ဒီနေ့နီးနီးလေးအဲ့လောက်တကယ်လည်းမတောင်းလည်းရပါတယ်ဘာမှလည်းကျွန်တော်ကားစီစားရလည်းမဟုတ်အဲ့တော့အဲ့ဆိုရင်ဟိုပြီးညနေဘက်ကခီးစဉ်ကအလုံးမတော်ပြစ်တော့ဆိုရင်နောက်နေ့မှပေါ့မယ်ဟိုပြီးနောက်နေ့မှခေါ်ခြင်းခေါ်လိုက်ဒါပေမဲ့အခုလာတဲ့အတွက်စီလို့လေးတော့ကိုယ် ပြန်လွှဲပေးလိုက်အောင်လို့ကျွန်တော်ပြန်ကြက်ပေးလိုက်။တော့ဟောပြောပြီးခဏနေဖုန်းပြန်ဆက်လိုက်မယ်ဆိုနေလိုက်ရအောင်။ကျွန်တော် KTV နားမှာ9မိနစ်လောက်ကြီးစောင့်ပြီးပါအဲ့ဒီ KTV ထဲမှာရှိတယ်ဆိုတော့ကောင်မလေးဖုန်းလည်းခေါ်တယ်။ပြီးအဲ့ဒီလောက်ကန်တထင်းမပုံဖမ်းတဲ့တထင်းမဆိုတဲ့ကောင်မလေးဖုန်းလည်းတောက်လျှောက်ခေါ်တယ်။တလုံးမမကင်တော့ကြက်ကြက်ခေါ်ပါများတော့ဆက်ပိတ်သွားလား။အဲကျွန်တော်ထင်တာနော်။ဒါလေးကိုတော့နောက်လူလေးတွေမခံရအောင်လို့ကျွန်တော်ဒီဖုန်းနံပါတ်လေးတွေတင်ပေးမလို့။ဒါပေမဲ့ဩသူတို့တွေဆိုတာက သူများကိုလိန်ဖို့အတွက်လာတာလေလိန်ဖို့အတွက်လာတဲ့အခါကျတော့သူတို့တွေကဒီဖုန်းကိုအဝင်ကောလဲလက်ခံမှာမဟုတ်ဆက်ရင်လဲသူတို့ကကြိုင်မှာမဟုတ်ဘူးနောက်ထပ်တူကိုလိန်မယ်ဆိုနောက်ထပ်ဖုန်းတစ်လုံးနဲ့တေချာပေါ့ဖုန်းတစ်လုံးနဲ့လိန်မှာသူတို့တွေကဘယ်တော့မှဖုန်းတစ်လုံးကိုအတီးတရားမကြိုင်ဘူးဟုတ်တယ်နော်လုပ်ငန်းအမှန်ကန်လုပ်တဲ့သူတွေကဖုန်းတစ်လုံးကိုတစ်လုံးတစ်လုံးနှလုံးတစ်လုံးကောင်အတီးတရားကြိုင်တာသူတို့ကအဲ့လိုမျိုးမဟုတ်ဘူးအဲ့ကျတော့ကျွန်တော်ကဒီဖုန်းနံပါတ်တင်ပေးရင်လဲဒီဖုန်းကြီးကသူတို့ဖြစ်သွားတယ်တော့သူတို့တွေကကြိုင်မှာမဟုတ်တဲ့အတွက်ကျွန်တော်ကဖုန်းနံပါတ်ကိုတော့အစတော့တင်လိုက်မယ်ပေါ့နောက်လူတွေမခံရအောင်အခုတော့မတင်တော့ပါဘူးဒါပေမဲ့လိုအပ်တယ်ဆိုရင်တော့ကျွန်တော်စီမှာတောင်းပါ ဖုန်းက၄လုံး၅လုံးလောက်ရှိတယ်ကျွန်တော်ကိုခေါ်လာတယ်ဖုန်းလေးနော်အဲကျွန်တော်ဗာပြောချင်တာလည်းဆိုတော့ကျွန်တော်မိတ်ဆွေတွေကျွန်တော်ဒီကာလမတငယ်ချင်းမိတ်ဆွေတွေဖြစ်နိုင်လို့ရင်ကိုယ့်စီရပတ်စံကိုရောင်လို့လောင်တကြတကြမှာမလွှဲကြပါနဲ့နော်တကယ်လိုက်မဲ့ခီးတယ်ဆိုတာအဲ့လိုမဟုတ်ပါဘူးဘလောက်ပဲငွေကြီးခက်ခဲဖြစ်ပြနေဦးအောင်မှလူနဲ့မျက်နှာချင်းဆိုင် face to face မျက်နှာချင်းဆိုင်စကားပြောပြီးမှခိုင်လုံတဲ့အထောက်အထားတစ်ခုကိုယူပြီးမှသာလဲတင်ဆောင်သွားလို့ပြောချင်တာပဲကျွန်တော်တို့ဆိုတာကားနဲ့ပတ်သက်ပြီးလှုပ်ရှားလာတာတွေ့ကြုံလဲမနေတော့ဒါကျွန်တော်တို့ခေတ်တော့ဆိုလူလိမ့်နေပါရင်မရှိဘူးယုံကြည်မှုတစ်ခုနဲ့သွားတယ်ကားဆရာကြီးကျမတို့ဒီနေ့စောင့်နေမယ်အဲ့တော့ဆိုဖုန်းနေတော့အောက်လောက် ကြကြပြတ်မှမတုံးတဲ့ဖြစ်ပေါ့နော်အရင်တော့ကကာစီယာကြီးကျမတို့ကလည်းစောင့်မယ်ဆိုတကယ်စောင့်တယ်အဲ့လိုခစ်ကာလာတွေအခုတဖြည်းဖြည်းနဲ့နီးပညာတွေမြင်လာတယ်ဖုန်းတွေလည်းမြင်လာမျိုးမျိုးလိန်နီးပေါင်းစုံတွေကများလာတာအဲ့ကြောင့်ကျွန်တော်တို့ဘာတွေသတိထားရမလဲဆိုလူတိုင်းလူတိုင်းသတိထားရမယ့်ချက်ပါကားဆရာမှမဟုတ်ပါဘူးဘယ်သူဘယ်သူဖုန်းထဲမှာဆက်လာပြီးဆိုရင်ဟိုငွေကြေးတွေလွဲခိုင်းတာဆိုရင်မလွဲဘူးကျွန်တော်ဆိုရင်ဒါမလွဲပါဘူးတပြားမှမလွဲပါဘူးလွဲပေးဖို့လည်းဆန္ဒမရှိပါဘူးတကယ်ဆိုကားသမားဆိုတာကားစီမှာကောက်ကားငားလေဆိုစည်ရန်အောင်ပူယူရတယ်ဒါပေမဲ့ကျွန်တော်စည်ရန်နေပါတယ်လည်းမယူပါဘူး ဒါဟိုလိန်ကြီးလေးတွေနောက်နောက်မခံရအောင်ပေါ့ကျွန်တော်ဒါတာရကဘုသူတာလေးတွေနေနဲ့ကျွန်တော်တင်ပြပေးရအောင်เนาะလိုအပ်တယ်ဆိုရင်ကျွန်တော်ဖုန်းဆက်လိုက်ပါကျွန်တော်ဒါမှမဟုတ်ရင်လည်း comment မှန်းလေးပါကျွန်တော်ဖုန်းနံပါတ်ချပေးပါမယ်เนาะအဲ့ဒီလိန်နဲ့ group group ဖွဲ့ထားတဲ့သူတွေရဲ့ဖုန်းနံပါတ်ကျွန်တော်တင်ပေးမယ်เนาะ โอเคအဲ့ဒါလေးပါပဲ